အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ29ရက်နံနက်ခင်းစီးရီးသတင်းလုံးတဲ့ဆက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းမြင်းညာနာမည်ကြီးပြည်သူ့စစ်ကောင်းဆောင်တီတာယူမပါတဲ့စစ်ကြောင်းဟာတမန်နေ့ကညောင်ကာလာမန်ရှိစင်နဝရရာခေကနေထမင်းငံရွာနောက်ဖက်ယူကလစ်တော်ရန်ထဲမှာတပ်ဖြောက်အခြေပြုလေးရရှိပါတယ်ဂျမန်နေ့က ဆိုပါခြေပြုတ်နေရကနေ60မမစိန်မြောင်းနဲ့တီးပင်ကုန်းရွာဘက်ကိုပြစ်ခတ်တိုက်ခိုက်ထားခဲ့တာရှိပါတယ်။ဒီဦးလေးမျိုးတဲ့ကိုအင်အား150ခန်းပါတဲ့စစ်ရင်နံ9စီးဝင်လာတာရှိပြီးအုံမတိဘက်ကိုဆက်ပို့အောင်မယ်လို့ယူဆရပါတယ်။မကွေးတိုင်းဆလင်းမျိုးနဲ့တညာကိုရောက်ရှိနေတဲ့စစ်တပ်ဟာတရက်စစ်တပ်အားလိုက်ပြင်ဆင်ဖို့အတွက်ရောက်ရှိနေတာဖြစ်ပါတယ်။လာတဲ့ဖွဲ့တွေဟာအမှန်25ကာဝေးပစ္စည်းဆက်ယုံကလို့ဒေတာကန်တွေကဆိုပါတယ်။အမှန်25ကာဝေးပစ္စည်းဆက်ယုံကဆိုရင်ပို့ပြီးဖြစ်နိုင်ပါတယ်။ ။ဒါလို့လဲဆိုတော့အမှတ်25ကာဝေးပစ္စည်းဆက်ယုံဟာဘာထုတ်လို့ရေးမှမရှိသေးတဲ့ဆက်ယုံတာဖြစ်ပါတယ်။အခြားဆက်ယုံတွေကထုတ်လို့ရေးလုပ်ငန်းတွေရှိနေတော့ဘာလုံးမှမရှိတဲ့အဖွဲ့တွေကိုစစ်စေးလုံခြုံရေးလုပ်ငန်းတွေထပ်ပြီးတာဝန်ပေးခံလိုက်ရတဲ့သဘောဖြစ်ပါတယ်။အဆိုပါစစ်ကြောစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် EBC နဲ့တညောင်နီးနားကရွာတွေပြင်တကုံမကြီးစင်ကံဆွဲလေသာကုံမြို့လတန်းကုံထူးကြီးစံကလေးဒီတော့ပင် ။သမန်းချင်းကြီးရွာကဒေသခံတွေအကုန်နီးပါးတင်းရှောင်နေကြရတယ်လို့သိရပါဗျ။ခံကောင်းမြို့နယ်မြေမြေကန်တပ်ဖြစ်တဲ့အမှန်90ချီလင်တိုင်ရင်တွေကနေဂျမန်နေ့နေ့လယ်က120မမအမြောင်းနဲ့တစ်ချက်မြင်းနောက်ဘက်ကန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။ CDD နဲ့ဖားဆောင်တိုက်ပွဲကတော့မပြီးဆုံးသေးဘူးဖြစ်ပါတယ်။အမှတ်34ချီလင်တိုင်ရဲ့အရာကန်အကြက်ကြီးစစ်တီတိုင်းကနေအရေးကြီးတဲ့ဘဏ်ကတော်တော်များများကိုခရင်နီတပ်ပေါင်းစုကခြေကုပ်ယူထား နိုင်နေသေးပဲဖြစ်ပါတယ်တတင်းတပိုင်းရောမှာဘူအောင်မျိုးဟဲမော်တော်ယာဉ်မှာဘူကြီးတေသာဝင်းတို့အဖွဲ့တွေဟန်စစ်ဆင်နေသေးဖြစ်တာကိုတွေ့ရပါတယ်ကီအန်ဒီပူပေါင်းတပ်တွေဘက်က၃ဦးကကျွေးလွင်ခဲ့ရသလိုစစ်ကောင်စီဘက်က30ဝန်းကျင်မဆီကိုက်နေပြီဖြစ်ပါတယ်ကချင်ပြည်နယ်အင်းတော်ကြီးဒေသနမောတောင်ထိပ်စခန်းကနေစစ်ဗိုလ်တယောက်မာရသွန်လှုပ်လာတာရှိပါတယ်အင်းတော်ကြီးဝေခါလန်းကဆယ်စင်းလန်းခွဲဟဲပန်မရောက်ခင်စစ်စေးကိတ်မာ ဘေးဘွက်ထိုင်နေတာလဲတော့မသိရသေးဘူးဖြစ်ပါတယ်မနေ့6ည6ခိတ်ပိတ်ချိန်ကိုဒေသခံတွေ나이မပါလို့မကြည့်မိလို့3မိနစ်2မိနစ်လောက်စွရင်ချိန်သာဆိုပြီးရိုက်နေနေတာရှိပါတယ်ချက်ဖွဲ့မပေးလို့နောက်ပြန်လှည့်မယ်ဆိုရင်တော့မရပါဘူးနောက်ပြန်လှည့်ရင်၄ချက်ရှေ့ဆက်သွားရင်တစ်ချက်ဆိုပြီးရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံနေတာဖြစ်ပါတယ်နံမောမှာတပြန်လေးကရှမ်းနေတွေအုတ်ချုပ်ရဲမှုယာယမှုနဲ့ရမ်းမိရပ်ပါတွေကိုခေါ်ပြီးတင်းနှန်းစင်းအောင်ခွဲလုံနေကြတယ်လို့သိရပါတယ် ဘုဒ္ဓိုင်းနောက်ရှမ်းပေါကောင်းရှိဆိုင်အမတ်ဆက်ကူကာဝေးပစ္စည်းဆက်ရုံထဲကိုဒီလမြင်းနဲ့တန်ချောင်းတွေတင်ဆောင်ထားတဲ့ဆယ်ဘင်းကားတွေဝင်လာတာရှိပါတယ်။လုံချုံရေးအတွက်နှစ်ထပ်ကိုကရစ်ဘာငါတွေစောက်လုံမယ်လို့သိရှိရပါတယ်။ဘုဒ္ဓိုင်းရှိချမ်းကြောက်ချင်းမျိုးနဲ့အရှိတောင်သူကြီးရွာအတွင်းခြေကုတ်ယူထားတဲ့စစ်ကောင်စီစခန်းကိုဦးအောင်တပ်ဖွဲ့တွေကတနင်္လာနေ့9နာရီခွဲကမှာစီးနှင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီကဖက်ကမဆီ9ယောက်ကိုက်ခဲ့ပြီး22ဦးလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ လက်နဲ့ပြောဆုံး28လက်နဲ့တိကျကဏ္ဍပစ္စည်းတွေတိမ်းဆဲရရှိခဲ့တာရှိပါတယ်။ချင်းပြည်နယ်ကလေးတိတိန့်လမ်းပိုင်းမှာမွာပွင့်ရွာတဝိုက်မှာတ мян လေးကထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပါတယ်။တိကျတဲ့ရက်ကတိတိန့်ကိုစစ်ကြောင်းတွေရောက်သွားပြီဆိုတာပြစ်ထွက်လိုက်ခြင်းဖြစ်ပါတယ်။ဇာအိုင်နဲ့စစ်ကောင်စီကြားအဖို့ထစ်ဖြစ်သွားပြီဖြစ်ပါတယ်။တစ်ဖက်ရန်သူကိုနီးမျိုးစုံနဲ့တတ်ချိုပေးရတာဖြစ်ပါတယ်။ဒါပေမဲ့တော်လန်ပြည်သူတွေအတွက်ကတော့စိတ်ကတိကောက်ဖြစ်သွားစေတာမို့တောင်းပန်ပါတယ်။ချင်းကဝေးတပ်ဖွဲ့ဝင်အကြီးအကဲတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးနဲ့တိစောက်ထားတာမျိုးတရေချက်လက်တွေနဲ့ကူပေါင်းဆောင်ရွက်လျက်ရှိတယ်လို့အတည်ပြုထားပါရတယ်။အင်အား900ရှိတဲ့တိုင်းချောင်းရေးမှုဇက်အာရေးကသူတို့တာဝန်ခံပြီးပို့ပေးမယ်လို့ဆိုရကနေအခုလိုတိုင်းရင်းမရောက်သေးအမှတ်တရဖြစ်နေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူစစ်မျက်နှာစာမှာတော့နေရာသုံးမှုမှာထိတွေ့မှုပြန်လည်ပြင်းထန်နေတဲ့ဖြစ်ပါတယ်။တပုတ်တောင်တိုင်းနယ်မြောက်ရီရဲစခန်းဌာနချုပ်အနီးကတ်တပြေရွာဂုံးကျုံတိုင်းနယ်အမှတ်30ရက်အခုရက်တပ်ဘွယ်အနီးပြိုင်းစစ်ကြီးရွာနယ် မလာကျောဧရိယာဝင်းကျင်တို့ပဲဖြစ်ပါတယ်အခြေအနေကတော့ရှုပ်ထွေးနေသေးတာဖြစ်ပြီးသူတက်ကိုဆုပ်ကိုတက်သူဆုပ်အနေထားလောလောဆယ်ဖြစ်ပေါ်နေပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်